ားလုံးပဲမင်္ဂလာပါဒီဘောက်ကြိုက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစာအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့သူ့ဂျေဇူးကိုတန်ဖိုးထားပါဆိုတဲ့ကောင်းစဉ်အောင်မပြန်လည်ဆင်ခြင်ခွင့်ချရအောင်လူရဲလို့ဖြစ်လာတဲ့အခါမှာလူတိုင်းလူတိုင်းဟာအကျွေးတစ်ခုတင်ပြီးမွေးဖွားကြရတာပါအဲ့ဒီအကျွေးဟာပါလေအဲ့ဒီအကျွေးဟာဂျေဇူးအကျွေးဖြစ်ပါတယ်တင်းလူဖြစ်လာရတာဟာဂျေဇူးပြုထားတဲ့လူရှိလို့တင်းယင်းနေ့လူဖြစ်လာရတာပါ တင်အကျွေးတစ်ခုတင်နေတယ်ဆိုတာတင်သိပါရဲ့လားတင်လူလားမြောက်အောင်တင်ပညာတတ်ဖြစ်အောင်တင်အောင်မြင်တော်သူတယောက်ဖြစ်အောင်တင်မိဘကတင်ကိုကျေးဇူးပြုထားတယ်ဆိုတာမမေ့ပါနဲ့ဒါကြောင့်ကျန်းစာကကိုမိဘကိုတန်ဖိုးထားတတ်ဖို့တွင်တင်နေပါလေမိဘကဘယ်လိုမျိုးပဲဖြစ်နေပါစေဘယ်လိုမျိုးအခြေအနေမျိုးမှာပဲရှိနေပါစေမိဘကမိဘပါပဲမိဘရှိနေရတာဟာတင်တန်ဖိုးထားဖို့ဖြစ်ပါလေမိဘရှိနေသူများကိုရင်မိဘကိုတန်ဖိုးထားပါ ဖယားခင်နှစ်သက်တော့အသက်ရှင်မှုဟာမိဘကိုယုံသေးခြင်းမိဘစကားနားထောင်ခြင်းကအဓိကကျနေပါလေဖယားခင်ကိုဘယ်လောက်ချစ်တယ်လဲဖယားခင်ကိုဘယ်လောက်မြတ်နိုးတယ်လဲဆိုတာမိဘနဲ့တားသမီးများဆက်ဆံရေးမှာတွေ့မြင်နိုင်ပါလေမိဘစကားနားမထောင်ပဲဖယားကိုအယံချစ်ပါတယ်လို့အဲမပြောမိပါစေနဲ့ဒါနုပတော်နဲ့မကန့်ညီတော့အသက်ရှင်မှုဖြစ်ပါလေဒီကနေ့မိဘရဲ့ဂျေဇူးဟာတားသမီးတွေအသက်ရှင်နေတဲ့မိဘဂျေဇူးရှိနေတယ် ်ပါတယ်မိဘကိုတံပိုထားတတ်သောသူဟာမိဘတွေကိုတာပြောစေတာမဟုတ်ပါဖယားသခင်ကိုလည်းပြောစေတော်သူဖြစ်နေပါလေဒါကြောင့်မိဘဂျေစုဖယားဂျေစုကိုနေ့စဉ်မြတ်မြတ်ဆင်ခြင်ပါမြတ်မြတ်ချီးမွမ်းပါမိဘကိုမချစ်ဘူးလူတွေကိုလည်းမချစ်ဘူးငါဖယားသခင်ကိုပဲချစ်တယ်လို့ပြောမဲ့လူတွေရှိကောင်းရှိပါလိမ့်မယ် ။ဘာကြောင့်လဲ။ဘဝမှာခါတီးမှုတွေပဲကြုံတွေ့ခံစားပြီးဖြစ်နေတဲ့အခြေအနေပေါ်မှာဘဝအတ္တတာကိုတိဆောက်ထားလို့ဖြစ်ပါလေ။လူတိုင်းလူတိုင်းစီမှာချစ်တတ်တဲ့မနောလေးရှိပါလေ။အဲ့ဒီမနောလေးကိုအဲ့ဒီချစ်တတ်တဲ့မနောကိုဘဝအခြေအနေက အနိုင်မယူစေပါနဲ့။ကျန်းစာကချစ်တတ်သော မနောကိုဖော်ပြပါပေါ်လင်းစေပါလို့ပြောပါလေ။ကောလိုတဲ့အခန်းကြီး၃အခန်းငယ်၁၄ မာဒီလိုပြောပါလေစုံလင်ချင်းအဖွဲ့အစည်းတီဟူသောချက်ချင်းမေတ္တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြလောလို့ပြောပါလေနေစဉ်ယုံကြည်သူများ နေစဉ်နေစဉ်ကိုဘဲကိုဘဲရောက်ရောက်ဘဲမှာပဲရှိရှိ ကိုရဲ့ fiction ဟာအဝတ်အစားမဟုတ်ပါအဝတ်အစားမဖြစ်စေနဲ့မိမိရဲ့အဝတ်အစားထက်ချက်ချင်းမေတ္တာကိုပေါ်ပြပါပေါ်လွင်စေပါလူအများရှိပေါ်လွင်ထင်းရှားဖို့ရွှေဆွေကြိုးရွှေနာရီအကောင်းစား အဝတ်အစားတွေအသုံးဆောင်တွေမဟုတ်ပါမိမိရဲ့မေတ္တာဘယ်လောက်တန်ဖိုးရှိကြောင်းမိမိရဲ့မေတ္တာဘယ်လောက်လှပကြောင်းပေါ်လွင်ထင်ရှားနေဖို့အရာအရေးကြီးပါလေဒါကိုလစ်လျူမရှိပါနဲ့ဒီကနေ့ဖရာတကယ်နှစ်သက်သောအသက်ရှင်မှုဟာနေ့စဉ်မေတ္တာနဲ့အသက်ရှင်ခြင်းဖြစ်ပါလေဖရာရဲ့အလိုတော်ကိုဥစားပေးပြီးအသက်ရှင်တော်သူဟာဖရာတကင်ကိုတန်ဖိုးထားတော်သူတယောက်ဖြစ်ပါလေမိမိမှာရှိသောချစ်ခြင်းမေတ္တာနဲ့ လောကကိုအလင်းပေးဖို့ဘုရားသခင်ကကျွန်တော်ကျမတို့ကိုရွေးနှုတ်ကဲတင်ထားတာပါအပိုင်ငယ်ဆံကမှာတင်းတို့စိတ်နှလုံးထဲ၌ခရစ်တော်ဤငိမ့်သက်ခြင်းအုပ်ဆိုစေထို့သောအလို့ငါတင်းတို့ဒီတလုံးတကိုဒီ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ဂျေဇူးတော်ကိုတည်တော်စိတ်ရှိကြလောလို့ပြောပါလေခရစ်တော်ရဲ့ဂျေဇူးတော်ကိုတည်တော်စိတ်ရှိကြပါလို့ပြောနေပါလေ တနည်းအားဖြင့်သူ့ရဲ့ကျေးဇူးကိုတန်ဖိုးထားပါလို့ပြောချင်တာပါဖယားကင်ကတင်လူလာမြောက်အောင်တိုက်ရိုက်တင်ကို ပြုစုယူရတာမဟုတ်ပါတင်နဲ့ဖယားကြားမှာဘယ်သူကြားခံဖြစ်နေပါသလဲမိဘဖြစ်နေပါလေမိဘကတင်ဖြစ်လာဖို့တင်ကဲတင်ချင်းရရှိဖို့တင်ဖယားတာကောင်းကင်နိုင်ငံတော်တာဖြစ်လာဖို့မိဘတွေကိုဖယားကင်က တာဝန်ပေးပြီးသားဖြစ်ပါတော့ကြောင်းလောကမှာမိဘကျေးဇူးကိုမမေ့ပါနဲ့တန်ဖိုးထားပါသာရကောင်းကင် ရွှေပြီးမှနေရဖို့တင်းကိုရှေးမစွာကရွေးနှုတ်ထားသောဖရာရဲ့ကျေးဇူးကိုလည်းတန်ဖိုးထားပါဒီကနေ့တင်းကိုဖရာတခင်ကဘယ်သူနဲ့မှ မတူအောင်ဖန်ဆင်းထားတယ်တင်ဟာလူအများထဲမှာဖရာရဲ့မျက်နှာသာပေးခြင်းခံရတော်သူဖြစ်တဲ့ဆိုတာအမြဲဂုဏ်ယူပါအကျိုးမျှော်ပြီးအသက်ရှင်နေဖို့မဟုတ်တော့ပါဘေဘီသာ ဖြစ်ပြီးသားဂျေဇုတော်ကိုချီးမွမ်းတပ်ဖို့သားကြံပါတော်လေလောကကကြိုးဆိုးနေသောလောကဘဝမုန်တိုင်းထဲမှာဖခင်ရဲ့ဂျေဇုကိုအမြဲတည်းရအသက်ရှင်ပါလောကဘဝမုန်တိုင်းထဲမှာတင်ရဲ့ faction ကိုပေါ်ပြပါ affection ဟာချစ်ချင်းမေတ္တာဖြစ်ပါသောကြောင့်ချစ်ချင်းမေတ္တာကိုဝတ်ဆင်ပါအရာခတ်တဲ့ကိုမေတ္တာအားဖြင့်ဆုံးဖြတ်အသက်ရှင်သောသူဟာ ဖရာကျေးဇူးကိုတန်ဖိုးထားတော်သူဖြစ်ပါတော့ကြောင်းမိမိမှာရှိသောမေတ္တာကိုအမြဲရှင်းတန်ကြည်ထွားစေပါ။ဂျာနာတူရောက်တိုင်းပေါ်ဖရာကောင်းကြီးပေးပါစေ။